ညီကြီးပဲကျွန်တော်စားပြီးကြီးနေတာညီကြီးကိုတော့ကျွန်တော်တိုက်ရိုက်မစားဘူးတော့ဒါပေမဲ့အစီလေးတစ်စီညီကြီးတွေမှာစိုက်တယ်အဲ့ညီကြီးတွေကလည်းအဲ့သူရဲ့ဓာတ်နဲ့ပဲဓာတ်ပြူပြီးတော့ဖြစ်လာတဲ့အပင်ထွန်းလာတဲ့အဲ့လေအသီးကိုကျွန်တော်တို့စားတယ်နော်အဲ့တော့အဲ့အပင်ကိုပြန်ခုတ်ပြီးတော့နွားကိုကျွေးတယ်နော်အဲ့တော့နွားကမလုပ်တယ်လေသူတို့နွားချင်းချင်းအာနွားချင်းချင်းပညာတရကဟောဖြစ်ပြီးတော့ နွားပေါက်ကလေးကိုမွေးအဲ့နွားပေါက်ကလေးလည်းမြက်တွေမြက်တွေညီကြီးကထွက်တဲ့အားပဲစားတာလေနော်အဲ့ညီကြီးကထွက်တဲ့အားလေးပဲစားပြီးတော့အကောင်လေးကြီးကတော့ကျွန်တော်တတ်လိုက်တယ်တက်ပြီးတော့အသားကိုမဲသားကိုစားတယ်ကျွန်တော်ညီကြီးကိုတော့ဒါလိုက်ယူမစားတယ်လေညီကြီးကလည်းချစ်ကြည်လာတဲ့အရာကိုပဲကျွန်တော်တို့ကစားတယ်အဲ့တော့ဖျားရခင်ကလေညီမှုဖြစ်တော့လူကိုဖန်ဆင်းတယ်ခုနသူ့ရဲ့ပုံဒရန်နဲ့အညီကဘယ်ဟာဖြစ်နိုင်လဲဆိုတော့ဇီဝအတက်နားလည်မယ်နော်ခုနက ကျွန်တော်ရဲ့ဇီဝအသက်ကမြင်လို့ရလားမရဘူးနော်အဲ့တော့ရတဲ့ခင်ကလေသူရဲ့ပုံပဒံနဲ့အညီဆိုတာဒီခန္ဓာကိုမဟုတ်ဘူးဒီခန္ဓာကမြည်ကြီးရတဲ့ယူပြီးဖန်ဆင်းတဲ့ရှင်းရှင်းလေးပဲအဲ့လိုမြည်ကြီးရတဲ့ယူပြီးတော့အယုတ်လုတ်ပြီးတဲ့အခါမှာသူရဲ့ပုံပဒံနဲ့မြည်တဲ့အသက်ဝိညာဉ်ကိုမှုတ်ပေးလိုက်တဲ့အခါမှာလူကပါသိရတယ်အသက်ရှင်တယ်တဲ့လို့ပါဖြစ်ရတယ် ဲ့ဒါကိုကျွန်တော်တို့သိရမင်းကမတူပြန်ခင်ဗျာသူ့ရဲ့ပုံစံနဲ့အရင်ဖန်ဆင်းတယ်လို့ကျန်စာထဲမှာပြောပြီးပြီလေသူလည်းကောင်းကင်ရောက်လာတဲ့ခြေလက်တွေခန္ဓာကိုယ်ကြီးနဲ့တွေ့ရမှာပဲဆိုပြီးတော့မထင်ကြဘူးလားဒီအဲ့လိုသင်ပြီးလေလူသင်ပြီးတဲ့မှတ်တော့လက္ခဏာရှိရောလေခုနအဆုံးနဲ့ပြသွားမှာလေဟေးငယ်ငယ်ဟမ်တင်းချင်းရဲ့လဲဆိုတော့ငရေပဲဆိုရဲအဲကြောင့်မို့ကျွန်တော်ခင်းရံဘာသာလို့ပြောပြီးတော့ကျွန်တော်ပေါက်ပြဲချောက်ယုံလို့မရတယ်လို့ နော်ကျွန်တော်ခုနကပြောတဲ့ခရိယံဖြစ်တိုင်းနဲ့ကောင်းနေမရောက်နိုင်ဘူးဗုဒ္ဓဘာသာဖြစ်တိုင်းနဲ့နိဗ္ဗာန်ကိုမရောက်နိုင်ဘူးဗုဒ္ဓဘာသာဖြစ်တိုင်းနဲ့ငြိမ်းရင်မရောက်နိုင်ဘူးဟုတ်တယ်နော်အဲ့ဒါကိုကျွန်တော်ကောင်းကောင်းမွန်မွန်ကကနနာလိလလာဖွင့်ရတဲ့ဒီလိုအပ်တာဖြစ်နေအဲ့တော့